လုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမိုးကျော်စင်ရေးသားတဲ့အပူလောင်ခြင်းဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးမဲနားဆင်ပေးကြပါဦးခင်ဗျာ အပူလောင်ခြင်းသူကားပေါ်တက်ထိုင်နေတာ10မိနစ်ခန့်ရှိပြီသူမတက်ခင်ကတည်းကအခုထွက်မှအခုထွက်မှဆိုသည့်ကားကအခုထိလှုပ်တောင်မလှုပ်သေးဘယ်ထွက်အောင်မလဲကားကဒက်ဆန်မျိုးစားကားတွင်ရော အမိုးပေါ်ဝက်ချံမှရောအနောက်အတွင်မှပါ ကုံတွေလူတွေပြေရှံမှထွက်သည့်ကားမျိုးအခုဟာကကားထဲမှာသူပါမှ၄-၅ရောက်ပင်မပြေကျင်သေး ပြီးတော့နောက်ဆုံးကသူကတော့ငိမ့်သက်နေသောကားပေါ်မှာစောက်တရားမရတိုးဝှေ့နေသူတွေမရှိပါပဲဖင်တကြွကြွနဲ့နေရာချမရဖြစ်နေသည်လက်ကနာယီကိုငုံကြည့်လိုက်ဆန်းပေါက်တလို့တတွင်တွင် စီးကြနေသည်နဖူးကချွေးတွေကိုတုတ်လိုက်နဲ့မချတန်းစုပ်ကိုင်းထားသည်မွေးပွားတပတ်ကလေးပင်အယောင်ပြောင်းနေပြီအသက်တစ်ကြိမ်ရှူလိုက်တိုင်းမီလီယံတွေကိုရှိုက်သွင်းလိုက်ရသလိုလို့ ကားတွေက ခရီးပေါ်တွေကိုကြိလိုက်တော့သူပိုးစိတ်ပြက်သွားသည်သူလို အရေးတကြီးအရေးရောင် ရှာမတွေ့သူတို့အိမ်ဧကန်တဲ့ထိုင်းစကားပြောနေသလိုမျိုးတယောက်နဲ့တယောက်မိဖြစ်ဆွေဖြစ်တွေလှုပ်ရှားလို့တယောက်မျိုးအကြောင်းတယောက်သတင်းတွေပလဲလို့ကိုရီးကိုရာတွေကိုလည်းမျှဝေနေကြလို့ရှင်တွေကဒေါသအဆိုင်ခဲကပဲ့စင်သွားသည် သို့တော့အတန်ဖြစ်တော့ထွက်မလာခဲ့ လက်ကနာယီကိုထက်ကြည့်မိပြန်သည် ရှင်တဲ့တွင်တံပတ်တွေရစ်တထက်ရစ်ပတ်ပြီးတင်းကျပ်လာနေ၏ကားကောင်းကန်နေအာကိုတကြီးလှန့်ကြည့်မိတော့လဲဘသူမှမတွေ့ဘယ်တွေ့မှလဲကာသမားကဂိတ်ထဲမှကွန်ရဆိုင်လေးတဲ့ခန္ဓာကိုယ်ကိုကြောက်ချနေပါလားကွန်ရတဲ့မလေးနဲ့ GTD စကားတွေပြောလိုက်သဘောခွေသည့်ရေတံတွေအန်ထုတ်လိုက်နှင်းတထဲကကားတော်ရဲကို တယံယံလှဲ့နေရင်စန့်ကျင်ဘက်အာယုံမှာကျုပ်ပြည့်စင်းပြည့်ချိန်ကြီးမိနေသည်ခုထွက်မှာခုထွက်မှာတက်ထားကြနော်ဒါနောက်ဆုံးကနောက်ကမရှိတော့ဘူးအခုထွက်မှာကားလမ်းပေါ်ထိတက်ဩနေသောစပယာလေးအတန်ကတဖြည်းဖြည်းပြာအပ်နေသလိုကြားနေမိသည် အချိန်တွေသာပြောင်းရွှေ့နေကြသည် စပယာလေးအော်တန်ကတော့အတိတ်ပဲမပြောင်းကားသမားတွေကပဲကန့်ခဲနေတာလား သူကပဲကန်ဆိုးနေတာလားတော့မသိဒီနေ့မှကာစီခီးတဲ့တွေစက်ပြောင်ငှက်ပြောင်ဖြစ်နေသည်သို့တော့တကယ်တမ်းကန်ဆိုးသူက ကာသမားတွေလည်းမဟုတ် သူလည်းမဟုတ်တမီလေးတမီလေးများ ဖြစ်နေမလားရင်တယ်ကျင်ကနေဖြစ်သွားသည်ဟာကဲကဲစေယူပြီးပြီချင်းခမပြန်တော့ဘဲမဝင်းမနေတော့နဲ့နော်အဲ့ဒါဝတ်သက်ငုတ်တယ်လို့ခေါ်ရဲပြစိုးရင်ရတယ် ရောင်တစောင်းနဲ့တရင်သမားတော်ကြီးတိုက်တွန်းစကားခါတိုင်းဆို သူပြန်ကျင်တာတောင်မှအတင်းဆွဲထားတတ်သည့်ဆရာကြီးအေးစစ်စစ်ပေါ့ဗျာခမင်းစပြီးမှပြန် ဆိုသည့်ဆရာကြီးအခုတော့ကိုအားလျှော်မှုနဲ့ကိုချွေးသိမ့်ထားသောတော့ကကဩငနေပြန်ကုန်ထလာပြန်သည် သမီးလေးသမီးလေးသမီးလေးလူကကားပေါ်မှာထိုင်းနေရပေမဲ့စိတ်က အိမ်ပြန်ပြန်ရောက်သွားသည်အိမ်ငန်းလေးကသူ့ကိုတော်ထားရင်းလူလှိမ့်နေမိသမီးလေးသမီးလေးဘေးမှာတော့မျက်ရည်တွေပါရကြရင်မလုံတဲ့မကင်တဲ့ထိုင်းမှိုင်နေမိသမီးအမေအကိုမျက်မျက်ပြန်ခင်နော်ကျမကဘာမှလုံတဲ့တာမဟုတ်ဘူးသူဒီကိုထွက်ကနေမိမမှားလိုက်သည့်စကားခမမျက်မျက်ပြန်အချိန်ဆွဲမနေနဲ့မျက်မျက်ပြန် ဆရာကြီးစကားကသူ့နားထဲမြည်ခိုင်းလာပြန်သည်ဘက်ကီးတယ်မှထက်တယ်မလားပဲသူ့နေရာရွှေ့ထိုင်မိပြန်သည်ကြံခီးတယ်တွေကတော့ဟဲ့မထွက်သေးဘူးလားလို့တောင်းတခွန်းတလေဟန့်ပေါ်မရနဖူးပြောင်ပြောင်ပေါ်ကချွေးဆက်တွေကိုတုတ်လိုက်သည်လက်ကနာယီကိုထက်ကြည့်မိပြန်သည်ဖီယိုဖီယဲဖြစ်နေသော အာယုံတွေကိုအေးဒီကြီးလိုက်ဖမ်းမိပြန်သည် မထက်သေးဘူးလားဟာဆိုပြီးဒေါသတကြီးဟိမ့်လိုက်ရမလားဒါဆိုရင်တော့သူကားပေါ်မှာစင်ပေရမှာတေချာသည်ညီလေးတို့မထွက်သေးဘူးလားကွဟုလေချိုးတွင်းလိုက်ရင်ရောဘာပဲဖြစ်ဖြစ်ကားကနောက်ဆုံးကားသူတို့လိုချင်သည့်အရေးအတွက်လည်းမပြေးဒီချိန်မှာသူတို့သဘောတပြင်းရှိကြီးကိုဟုကနေမှုတ်ထုတ်ရင်းအပြင်ဘက်ကိုလန့်ကြည့်လိုက်မိသည် ၍တန်လျက်တို့တရရိပ်ပြေးနေသော ကတရားလမ်းမပြောင်းကြီးကတမျောတခေါ်ရှည်လျာလို မဖြစ်မနေထွက်ရသူတချို့ဤလှုပ်ရှားမှုကတ်ကြဲကြဲနှင့်ချောက်ချောက်တွေ့တွေ့လမ်းမဘေးဝဲရာကအဆောက်အုံတွေဆိုင်ကန်တွေတွေ့မြင်သမျှတရှိတမဲတို့မှနေကွေလေးလံဒီအချိန်မှာပဲသူမြင်ကွင်းထဲပုံရိပ်တစ်ခုတိုးဝင်လာသည်တရွေ့ရွေ့ပြေးလာနေရင် တဖြည်းဖြည်းနဲ့ပုံသဏ္ဍာန်က ပြေပြင်းလာသည်စိုက်ကားတစည်းဟုတ်သည်စိုက်ကားလို့တစည်းသမင်းစားပြန်နောက်ကျနေသည်စိုက်ကားတစည်းလားပြန်ထွက်လာသည်စိုက်ကားတစည်းလားကလင်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 ဘဲတံကို လက်စော့တီးရင်စိုက်ကားတဖြည်းဖြည်းနီးလာသည် အတွေ့တစ်ခုကခေါင်းထဲဖြက်ခနဲဝင်လာ၏ဘာမှထက်စင်စားမနေတော့ဟေးစိုက်ကားဆရာ ဆိုင်ကဆိုင်ကဆိုင်ကကကားပင်မအဖြစ်သူရုတ်တရက်ခုံစင်ပြေးလိုက်သွားသည်ဆိုင်ကဆရာက စီလွန်လွယ်ကြီးဖိုးရဖားရနှင့်ပြေးလာနေသောသူကိုမြင်တော့ကြွေကနေပရိဆွဲအုပ်ပြီးရက်ဆောင်နေသည်ဆိုင်ကအားတယ်မို့လားဗျသူ့မိကုံးမှာချွေးတံတွေ ဆိုတဆွဆွဆိုင်ကဆရာကဆက်ကနေကောင်းညိတ်ပြီးဆေးအုပ်ထုတ်ဟောင်းကိုချွတ်ကရက်ခန့်နေသည် ပြီးတော့မှဘဲကိုသွားမှာတော့သူဖြေလိုက်သည့်ခရီးအကွာဝေးကိုကြတော့စိုက်ကားဆရာငင်းကနေမှင်တက်မိသွားသည်ပြီးတော့ထမ့်မိသည်သူ့အဖြေကမပြောင်းစိုက်ကားဆရာညနာတစ်ခုလုံးတွန့်ခေါက်သွားအောင်စဉ်းစားပြီးမှခေါင်းရမ်းပြသည်မဖြစ်ဘူးထင်တယ်ဗျဒီလောက်ဝေးကြီးလောက်ပါဗျာကူညီတယ်လို့ပဲအောက်မေ့ပါတယ်အရန်ရေးကြည့်လို့ပါ ချုပ်ကအခုမှထမင်းစားပြန်ပါဗျလမ်းကြုံရင် တင်းသွားမယ်ဆိုပြီးရက်ပေးလိုက်တာဘေးနာမှတခြားစိုက်ကားတွေလည်းမတွေ့ကားကလည်းထွက်ဖို့ပါမေးမကြသေးမတက်နိုင်တော့အင်ကိုအရောက်နှိမ့်စေအောင်ထိုင်းနေရတာထက်တော့နေသားထိုင်းသားဖြေသားရှင်မီနောက်ဆုံးတန်ရာတန်ကြီးထက်လေးစားလောက်ပိုးပေးမည်ဆိုတော့မှကိုရွှေစိုက်ကားဆရာကအင်တင်တင်နဲ့တက်လေဒါဆိုလဲဆိုပြီး ပါဂျေရိုကားကြီးတကားဖြွင့်ပေးလိုက်သလိုမျိုးဟန်နဲ့စိုက်ကားကူရှင်ကိုခင်းပေးလိုက်သည် သူဝန်တာအားရတက်ထိုင်လိုက်သည်စိုက်ကားကကြွေကနေမြည်ပြီးတပိန်ချင်းလှိမ့်ထွက်လာသည်လူကမရပါဘူးဆိုကွာအကြီးတယ်ကားစပယ်ယာလေးစကလုံးကြမ်းကြမ်းတွေကတရဇက်ပြေးလိုက်လာသည်တာမန်ချင်းဆိုရင်တော့တနည်းနည်းဖြင့်သူတုံ့ပြန်မိလိမ့်မည် ဒီအချိန်နေမှာတော့အေးမထောက်သေးခြင်းဆရာမြမြန်နေမှာဗျအေးကြည့်လို့ပါဆိုက်ကဆရာမြမြန်လေးနေမှာဗျအေးကြည့်လို့ပါမနေ့ကျိန်မြောက်မှန်းမသိသူထပ်ပြောလိုက်မိပြန်သည်ဆိုက်ကဆရာကမျက်လုံးပြူးကြည့်နေမိုးကြည့်သည်ဒီလူဘာဖြစ်နေတာတုံးဆိုသည့်သဘောသူကလည်းသူပါပဲလေအေးကြည့်တာကအေးကြည့်တာပေါ့ဆိုက်ကဆရာလည်း ဖင်ချထိုင်ပြီးနင်းရတယ်မရှိဘာပဲဖြစ်ဖြစ် တလက်မမျှမရွေသောကားပေါ်မှာချိန်မိတ်ထိုင်နေရသည်နှင့်ရှင်ရင်တော့တော်သေးသည်စိုက်ကားချင်းနှင့်တပတ်လေတိုင်းတကြွကြွမြည်တမ်းကပုံမှန်ပေါ်ထွက်နေသည်တဤပြေးနေသောစိုက်ကားပေါ်မှာပဝန်းကျင်ရှုခင်းတွေကတရိပ်ရိပ်တရွေ့ရွေ့သမီးကလေးနှင့်သူကြားပြပြချင်းနီးကပ်လာသည်ဆိုသောအတီးကတစတစတေးကြလာနေပြီ။ မီလေးတမီလေးခလေးတိုင်းလိုလိုဖြစ်လေရှိသော ဒီယောဂါကတမီလေးကိုတာမန် ပုံစံဖြင့်ဖြတ်တမ်းမသွားအသက်အန္တရာယ်နဲ့အနိကဆုံးဖြစ်အောင် ထိခြားနှဆိုင် တိုက်စားရင်အစကတော့တာမန်ဝတ်သက်ပဲဟုထင်ခဲ့သည်ရှိသေးသည့်မြမစိတ်လက်ကြံကလေးတွေဖြင့်တက်တလောက်မှတ်တလောက်တညာတွေအတုံးချပြီးကုသနေခဲ့သည် လူကြီးသူမရှေ့စကား စိမီတိုတွေနဲ့ငွေမသေးတုံးမကျိုးဖြစ်ခဲ့ပြီးအခုမနိုင်မနှင်းဖြစ်တော့မှဆရာကြီးစီ အာကိုတကြီးပြေးလာခဲ့ခြင်းပင် သူ့ဘာသာအစဉ်ပြေသလိုကုသနေခြင်းကို လောင်စာထိုးပေးသလိုဖြစ်နေခဲ့ခြင်းပင်ဆရာကြီးဆိုတာရောင်တစောင်းကြီးနဲ့ဆိုပြီးအထင်သေးလို့မရလန်တွင်တမတော်မျိုးယိုမှဆင့်သက်လာခဲ့သူသူမှာចောင်းသားဘဝတွေက အမြင့်တွဲနေခဲ့သော လေးဘက်နာယောဂကြီးကိုဆရာကြီးတိုင်းရင်မြမစေးဖြင့်အမြင့်ဖြန်နိုင်ခဲ့သည်အဲ့ဒီအချိန်တွေကဆရာကြီးသည် သူ့မိသားစုကျမ်းမာရေးနှင့်ပတ်သက်၍ကိုးကွယ်ရာတစုဖြစ်ခဲ့၏သမီးလေးအော်သမီးလေးတကယ်တော့ပေါ်ဆမိသောသူ့အပြစ်လုံးလုံးမတော်တဆသမီးလေးများ ခြေကျော်လက်ကျော်ဖြစ်သွားရင် တွေ့ရင်တွေ့ရင် သမီးမျက်နှာဝိုင်းဝိုင်းလေးကိုပြေးမြင်မိပြန်သည်သူတို့အိမ်ဤတခုဒီတော်ဇယ်လေလေးသမီးလေးသည်သူတို့အိမ်ဤတခုဒီတော်ဇယ်လေဖြစ်သလိုသူဤတကုံးနေတော်လေဆွဲလေဖြစ်သည် သမီးလေးကြောင့်မျက်နှာပြက်ရတာမျိုးမရှိခဲသမီးလေးနှင့်ပတ်သက်ပြီး သူမှာဂုံတက်ခဲရတာခြေပင် ကိုတော့ကမတက်ခဲ့ဘူးသည့်စူပေးပွဲတွေပင် သူရအကြောင်းသူလေး၏ဖခင်အဖြစ်တိုက်ပုံတကားကားဖြင့်အကြိမ်ကြိမ်တက်ခဲ့ရဖို့ဒီမှာအခုသုံးနှံဖြည့်ပြီးဒီထိနောက်နှစ်တက်ရမည်အတန်းအတွက်စာအုပ်တွေတောင်းသူ့ကိုကြိုးရှာခိုင်းနေပြီအခုတော့အဲ့ဒီသမီးလေးဆဲလေသမီးလေးလဲဆွဲသမီးလေးအခုတော့ဟာဘာဖြစ်တာတော့အတွေးတွေရုတ်တရက်ပြတ်ကျသွားသည် စိတ်နှင်ကိုပြန်ပူကပ်မိချိန်မှာတော့သူတို့စိုက်ကားကတချမ်းနှိမ့်သွားပြီးလမ်းဘေးကို ထိုးဆင်းသွားနေသည်စိုက်ကားဆရာ မျက်နှာကလည်းရှုံမယ်လို့ဘလို့ဖြစ်တာရောမြတ်မိမ့်ပေါက်သွားတာဆရာကြီးစိတ်ညစ်ပါတယ်ဗျာသူနှင်းသမီးလေးကြားအတားဆီးတစ်ခုကိုဝါကနေတွေ့လိုက်ရသလိုစိုက်ကားဆရာကိုလည်းတွေ့ယူတွေ့တဲ့အပြစ်မတင်ချင်တော့လက်ဆိုးတကောင်ဇက်ခွစီထားသည့် မီးလေးကံကြမ္မာကိုသာရင်နှင်းမိသည်မြို့ပြင်တော်တော်ဝေးဝေးကိုရောက်ခဲ့ပြီးမှတခြားစိုက်ကားတွေလည်းရှာမရနိုင်တော့အခုထွက်မှအခုထွက်မှဆိုသည့်ကားကလည်းအခုထိအရိပ်ပင်လက်မမြင်ရသည်စပိန်လေထိုးကျွတ်ပါဆိုင်ကလည်းနောက်မှကြံခဲ့ပြီးမှစိုက်ကားဆရာပြန်꿰တွန်းရပြန်သည်စိုက်ကားဆရာကတပြစ်တောက်တောက်ခยีဝေး လမ်းကျန်းကြောင့်ပဲဖြစ်ရတာလို့သူငားလို့ပဲဖြစ်ရတာလို့လို့သူကတော့စိုက်ကားဆရာကိုရောစိုက်ကားကိုရောလမ်းကျန်းတာကိုရောပြီးတော့မထွက်သေးသည့်ကားကိုရောစိတ်ထဲကတိမ်ကြုံဆဲရည်နေမိတော်သည် စပိန်ဖာဆိုင်ကိုရောက်တော့သူရင်တွေကအဆိုင်ခဲတွေထိုးသိမ့်ထက်ခံထားရသလိုတင်းကျပ်သွားသည်လမ်းဘေးမှာတစ်ဖက်ရက်တငယ်မိုးဆောင်လေးတွေမှာ ဂီလာနစပိန်၃စီးလောက်ကတုံလုံးပက်လက်ဖြင့်ကုသမှုခံယူနေကြသည်။သွားပြီးဆောင်းရအောင်မြည်။အကျိုးကြောင့်ပြောပြီးအရင်ပြင်ရအောင်စ조사ကြည့်ရမလား။လူပုံစံတွေအကဲခက်ရတာလဲသိမဟန်။မတက်နိုင်တော့တခြားလူတွေနဲ့ရောပြီးဆောင်းကြောင့်ထိုင်းချမိလိုက်သည်။သမီးလေးအသက်ကယ်ဆေးထည့်ထားသည့်လွယ်ဤကိုရှင်ခွင်နဲ့ထည့်ပိုက်ထားရင်အခုလိုထိုင်းနေရတော့ ုံမလွတ်လပ်သွားသည်အာယုံကတမိလေးစီသာစူးစူးဆိုက်ဆိုက်ရောက်သွားတော်သည် ဝေဒနာလှိုင်းတွေကြားမှာနစ်မြုပ်လို့တမိလေးစိတ်သွာယူနေသော သူ့ကိုအာကိုတကြီးအော်ခေါ်နေမိတမိလေးသူကတော့တမိလေးငိုတန်းတွေနဲ့ကင်းဝေးရာ စပိန်ပြင်ဆိုင်လေး တစ်ခုထဲတွင်တမိလေးအသက်ငယ်ဆေးကိုပိုက်ထားရင်းငိန်သက်စွာထိုင်းနေရသည့်အဖြစ် နာယီကိုငုံချိန်မိလိုက်ပြန်သည်တစ်စက္ကန့်ပြီးတစ်စက္ကန့်တမိနစ်ပြီးတမိနစ်သူစိတ်ထဲတွင်လေထိုးထဲခြင်းခံရသောရောဘာပူပေါင်းတစ်လုံးလိုတစားထက်တစားကြီးထွားပါလွှာတင်းကျပ်ပောက်ကွဲလူလူအချိန်နေသူ့ခြေထောက်တွေကိုငုံချိန်လိုက်သည်ညင်းကျဲဖက်နှက်တရံဖြင့်တစားဆင်းထားသောသူ့ခြေကုန်ညိုညိုညင်းညစ်တွေက အကြောတွေထောင်ထလို့ သူတစုံတစ်ခုကိုပြုတ်လောက်တော်မည်သူတစုံတစ်ခုကိုဆုံးဖြတ်ပြီးပြီဖြစ်သည် သူထရရလိုက်တော့စိုက်ကားဆရာပါဝင် ခိုင်းနေသူတွေဤအကြည့်တွေက မော်လျက်တန်လန်ပါလာသည် သူကစိုက်ကားဆရာကိုတဲ့တဲ့ကြည့်ပြီးတစုံတရာသောတစ်ဖက်စောင်းနေဖီအားကြောင့်မကံမရက်နိုင်ဖြစ်နေသောလေးတန်မျိုးဖြင့်ပြောလိုက်သည်ကဲစိုက်ကားဆရာကျွန်တော်သွားနေမယ်ဗျာ ခမည်းဖာသာဗိမ့်ဖာပြီးရင်နောက်ကလိုက်ခဲ့တော့ဟာခမည်းဘာနဲ့သွားမှာတော့စပိန်ဖာဆိုင်လေးတွေကငတန်တချို့ပွက်ထရင်ကြံရခဲ့သည် သူကတော့ပြန်လှည့်မကြည့်ခြေလန်းကြဲကြီးတွေဖြင့်နေလောင်းနေသောကတရားလန်းပြောင်ပြောင်ပေါ်လှန်တယ်လိုက်သည်ခန္ဓာကိုယ်တစ်ခုလုံးပေါင်းအိုကြီးတွေဝင်လိုက်ရသလိုမြိုက်ခနဲတို့ပေမဲ့ပေါ်ပါသောခြေလန်းတွေက ုခန္ဓာကို သမီးလေးရှိရာမျိုးလေးတို့ခြေတလန်းလှမ်းပြီးတိုင်းတင်းကျပ်သော စိတ်တွေကတည်ပီးတည်ရော့ကျသွားသလိုလို ပူလောင်းနေသော ကတ္တရာလမ်းပေါ်မှာသမီးလေးရှိရာစီဥတိုက်တည်ရှိနေသော အပူလောင်းနေသည့်ကတ္တရာလမ်းပေါ်မှာရုတ်တရက်ခေါင်းထဲမိုက်ခနဲဖြစ်သွားသည်ဒုနှစ်ဖက်ကဝေကနေရှေကိုခန္ဓာကိုယ်ကငိုက်အကြ လက်တစ်ဖက်ဖြင့်ကတရာလမ်းပေါ်ထောက်လိုက်ရသည်။နားထဲလေထွက်တန်တွေတစီစီညံနေသည့်ကြားထဲမှခမကြည့်ရတာလဲအားနေနေသလိုပဲချုပ်ပေးတဲ့အားစေလေးကြားရည်လေးနဲ့ရက်ပေအောင်ပြဆိုတော့ဆရာကြီးပြောလိုက်သည့်စကားတန်တွေကို သူပြန်ကြားလိုက်မိသည်ရွှေအမြုတ်တေရုပ်စုံမဂဇင်းဇူလိုင်လ နားဆင်ပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။